ဒီကိုရင်မုံမောသူ့ရဲ့ခန်းစားချက်တွေเนาะအမှုပညာရှင်ဆိုတဲ့ချင်းဆိုတာဒီနှလုံးသားတွေကရင်ပတ်ထဲမှာပါပဲဆိုလို့မရဘူးဆိုတော့အဲ့ခန်းစားချက်တွေ emotion တွေအဲ့ဒါတွေပါမယ်အဲနှလုံးရဲ့ငိုကြမ်းမာရဲ့အခြေအနေအားလုံးပေါင်းပြီးတော့ဖြစ်သွားတယ်မှာဖြစ်လိမ့်မယ်လို့ယူဆတယ်နော်အမားတို့19ဘောင်းနေသိရလေကိုဒီနိုကိုဒီနိုဘယ်ကစသိရလဲဆိုတော့ CDFN နှစ်လဲရှူပွဲလာမသိအမားတင်းနေထွန်းနေစစမ်းခန့်လာရင်အင်းစီစမ်းနေပေးပါလို့ရှေးလင်းလင်းနေအဲ့ကလေးတွေကိုတက်ကမိနစ်တနည်းရလို့ပဲထင်တာ လိုက်ဖလိုက်ဆိုဖာအချိန်တအားမြင်တာပဲရင်ထဲမှာညစ်နေအောင်ပဲသူတို့ကကိုယ့်ကိုမသိခဲ့ပေမဲ့ကိုကသူတို့ကိုမိသားစုဝင်တယောက်လိုမျိုးမိခင်နဲ့မိသားစုနဲ့ထပ်တူဝမ်းနေတယ်လို့တော့မသုံးလုံးလို့ပါဘူးမိသားစုလောက်တော့ဘူးမှနားကျင်မှာတော့မဟုတ်ပါဘူးဒါပေမဲ့မရော့တဲ့ဝမ်းနေခြင်းစိတ်ထိခိုက်ခြင်းမျိုးတော့ရှိပါတယ်သူ့အမေဆိုကွယ်သူ့သားလေးအရွယ်ကောင်းလေးမှနော်သူအားကိုးရမယ့်ဒီသားလေးကိုနှိမ့်ဖြစ်ပါဘလောက်တော့ထိခိုက် ဆိုရင်တော့ဒီ heart attack နှလုံးနဲ့ပတ်သက်တဲ့ယောဂတွေကိုလူကြီးတွေပဲဖြစ်တယ်လို့ထင်ကြတာပေါ့နော်ဟိုရုပ်ရှင်တွေထဲမှာဆိုရှိရဲအဲအဲ့လိုမျိုးတမိကခိုးရလိုက်ပြီးဝါလို့သူသဘောမတူတဲ့သူနဲ့လိုက်ဝါလို့အမေက heart attack ရပြီးလဲဝါတယ်အသက်သေဆုံးသွားတယ်ဆိုရုပ်ရှင်တွေအများကြီးကြည့်မှုခဲ့ကြတယ်အဲ့တော့လူတွေအများစုရဲ့စိတ်ထဲမှာဒီ heart attack တို့နှလုံးယောဂါတို့စီးချိုသွေးတို့တို့ဆိုတာအသက်ကြီးမှဖြစ်တယ်လို့ထင်တာမဟုတ်ပါဘူးနော်ကိုအဒီနိုဆိုရင်တန်ငယ်လေးပဲရှိသေးတယ်38နှစ်လေးနဲ့သူ heart attack ရပြီးတော့ စိန်တို့သူချစ်တဲ့အမှုပညာနဲ့ပြိတ္တကိုနှုတ်ဆက်ပြီးထွက်ခွာသွားရတယ်။ကိုအဒီနိုကငကိုတဲကဟာအတောက်ရှိတယ်လို့သိရတယ်။ဆိုတော့အဲ့တော့ကိုအဒီနိုဖြစ်သွားတဲ့ case မှာဆိုရင်သူဒီ history ရှိတာတစ်ချက်ပေါ့။နောက်တစ်ချက်ကကျတော့သူစင်ပေါ်မှာစုံနေတဲ့အချိန်မှာ maybe stress လည်းရှိမှာပေါ့။ stress စင်ရဲ့ stress ဖြောပြနေရတဲ့ stress ရှိမှာ။နောက်တစ်ခုကကျတော့ဒီကိုရင်မုံမော် သူ့ရဲ့ခံစားချက်တွေเนาะအမှုပညာရှင်ဆိုတခြင်းဆိုတာဒီနှလုံးသားထဲကယင်ပတ်တက်မပါပဲဆိုလို့မရဘူးဆိုတော့အဲ့ခံစားချက်တွေ emotion တွေအဲ့ဒါတွေပါမယ်အဲနှလုံးရဲ့ငကိုချမ်းမာရဲ့အခြေအနေအလုံးပေါင်းပြီးတော့ဖြစ်သွားတယ်မှာဖြစ်နေမယ်လို့ယူဆတယ်ပေါ့နော်ဖားကတာဖြစ်တယ်ဆိုတာနှလုံးမှာရှိရဲ့တွေ့လို့ကျော်၃ချောင်းရှိအဲ့ထဲမှာပင်မ၂ချောင်းပေါ့နော်ပင်မ၂ချောင်းနဲ့တချောင်းချောင်းပိတ်သွားတာ သွေးခဲနဲ့ပိတ်သွားတာဘယ်ကလာလဲဆိုတော့သွေးတင်းကိုလက်စထရောတွေများလာမယ်အဲ့ကိုလက်စထရောအဆီတွေကနေပြီးတော့ပေါက်ထွက်သွားပြီးတော့သွေးခဲလေးဖြစ်နေအဲ့သွေးခဲလေးကနှလုံးကိုသွားတဲ့သွေးကြောမှာသွားပိတ်တဲ့အခါမျိုးမှာနှလုံးကြက်သားတွေကအောက်ဆီဂျင်တွေအာရတတွေမရတော့အဲ့ခါမှာကြက်သားကပုတ်ပြီးတော့အလုံးမလုံနိုင်တော့ဘူးနှလုံးကခုန်ကျင်သလိုခုန်မယ်အဓိက heart attack ရဲ့နောက်ဆက်တွဲကြောင့်တည်တာဒီနေရာမှာစိတ်ကအာလုံးကိုပေါ့နော် awareness ရအောင်မြှောက်ပေးချင်တာက first aid ဆိုတာဒီနေရာတကာမှာရှိတင်ပါတယ်เนาะအခုလိုမျိုးပွဲတွေအခမ်းအနားတွေရေကြောပွဲစရာအစား stage show ပွဲကြီးအဆုံး shopping center တွေမှာအစားပြောဆိုလိုချင်တာလူလူစုဝေးတဲ့နေရာတွေနေရာတွေတိုင်းမှာ first aid တွေက stand by ရှိတင်တယ်ဒီလိုမျိုး heart attack ကြောင့်ရုတ်တရက်လဲသွားတဲ့အချိန်မှာကျမတို့ကဆိုပါစို့အရင်ဆုံးဒီနှလုံး သူအသက်ရှူလားဆိုရင် check လုပ်ရမယ်အသက်မရှူတော့ဘူးဆိုရင်တော့ CPR ကိုမှန်မှန်ကန်ကန်ပေးရမှာပေါ့နော်အဲ့တော့ CPR ပေးရဒီ imminent ပင်မန်းပါတယ်ရုပ်ရှင်ထဲမှာမြင်တယ်လို့မျိုးလက်လေးနဲ့ဒီလိုမျိုးလုံးုံနဲ့ပြီးွားတာမျိုးမဟုတ်ဘူးတကိုယ်လုံးမှာရှိရ body weight in တိုက် out တိုက်သုံးပြီးတော့သူကပေးရတာအာ10 minute မှာဒီ CPR compression check compression မှာရင်ဘက်ကိုဖိရအကျင့်100နဲ့120တိတိလုပ်ရတယ် နော်အချိန်60ပြည့်တခါအောက်ဆီဂျင်ဟိုလေသွင်းတာပေါ့နော်လေဦးနှစ်နှစ်ချက်မှုတ်လိုက်ရေဘက်ကိုဖိလိုက်လို့တာဆိုတော့အရန်ပင်မန်းတယ်အဲ့တော့အလှဲ့ကြအလှဲ့ကြဟို emergency ကားမရောက်မချင်းဒီ CPR တောက်လျှောက်ပေးနေရမှာပေးရနေရမှာဆိုလဲစိတ်ပြောစိတ်ဒီရင်ညွတ်မှာဒီအလဲတက်တဲ့နှလုံးမှာလက်ဖမိုးပေါ့အဲ sorry လက်ဖနှောင်းနဲ့ဖိရမှာလက်နှုတ်ချက်မှာလက်နှုတ်ကိုဒီလို lock လုပ်ပြီးတော့လုပ်ရမယ်ကိုအားတန်တဲ့လက်ကစိတ်ဆိုရင်ညာအားတန်တဲ့ဆိုညာအပေါ်မှာထားပြီးတော့လက်ဖမောက်လက်အဲလက်ဖနှောင်းနဲ့ပေါ့နော်ရင်ဘက်ရင်ညွတ်လက်တက်တဲ့ကို ဖြီချဖြီချတဲ့အခါမှာလူနာဒီလိုလှဲနေတယ်ဆိုရင်အပေါ်ကလာဖြီးတဲ့ခုနကလက်ဖမောက်ကအဲ90ဒီဂရီ90ဒီဂရီဖြစ်နေရတယ်အဲ့လို90ဒီဂရီဖြစ်နေတဲ့အချိန်မှာတကိုယ်လုံးမှာရှိသမျှကိုယ်လေးချုံသုံးပြီးတော့ဖြီချရမှာရင်ဘက်ကအောက်ကိုနှိမ့်စင်းသွားအောင်နှိမ့်စင်းသွားအောင်အဲ့လိုတောက်လျှောက်တောက်လျှောက်တောက်လျှောက်အဲ့လိုဖြီးပေးရမှာအဲ့ဒီအတွက်ဖြီးလိုက်လင်းမုတ်သွင်းလိုက်ဖြီးလိုက်လင်းမုတ်သွင်းလိုက်လှုပ်နေသူကပင်မန်းလာလိမ့်မယ်ပင်မန်းလာရင်နောက်တစ်ယောက်ကအဆောင်ပဲ ဒီဟာဆက်လို့အဲ့လိုတောက်လျှောက်လုံနေရမှာအဲ့လိုလုံတော့မှမှန်မှန်ကန်ကန်မှန်ကန်တဲ့ CPR လုံနေပေါ့နော်အဲ့လိုလုံတဲ့သူကပင်မလို့တေချာမလုံနိုင်တာလုံနေမမှန်တာဖိတာမမှန်တာအောက်ဆီဂျင်မပေးနိုင်တာဆက်တစ်ခုခုဖြစ်သွားရင်လည်းအဆင်မပြေပြောင်းနောက်တစ်ခုကအဲ့လိုအချိန်မှာ nitrate တော့လကောက် or aspirin တော့လကောက်ဒီလိုဆေးမျိုးလေးတွေရှိနေအများကြီးပို့ပြီးတော့အဆင်ပြေရပါတော့เนาะအဲ့တော့စိတ်ထင်းနေဖြစ်သွားတဲ့အချိန်မှာကုညီပေးနိုင်တဲ့သူရှိရင်တောင်မှသူ့မှာဆေးဝါးပစ္စည်းကိရိယာအလုံးလောက်မရှိသွားတာဖြစ်တဲ့အတွက် အဲပို့ပြီးတော့အခြေအနေကစိုးရွားတဲ့အနေအထားရောက်သွားတယ်ပေါ့လေဟုတ်ကဲ့ပါအမတို့19ဘောင်းနေတည်ရလေကိုဒီနိုကိုဒီနိုဘယ်အစားတည်ရလဲဆိုတော့ CDFN နှစ်လဲရှူပွဲလားမသိဘူးအမတင်းနေထွန်းနေစစန်းခန့်လိုက်ရင်ထင်းစီစန်းနေပေးပါတော့ရှေလင်းမလေးနေအဲ့ကလေးတွေကိုတက်ကမိနစ်တနည်းရလို့ပဲထင်တာ time fly so fast အချိန်တအားမြန်တာပဲထွက်ခွာသွားသူနဲ့ကြံရည်သူဆိုရင်ကြံရည်သူတွေကပို့ခံစားရတာပဲပေါ့နော်အဲ့ထဲမှာမှအနီးကကြံရည်တဲ့သူတွေရမိခင်တို့ဇနီးတို့သူတို့ကပို့ခံစားရမှာပေါ့နော် အများမိစေတငယ်ချင်းဆိုတာတစ်နှစ်လားနှစ်နှစ်လားတည်တော်သူကြာရင်မိသွားကြမှာပဲအဲ့တော့တကယ်အနီးကကြံရိတ်ခဲ့တဲ့သူ့ရဲ့မိခင်သူ့မိဆိုကွယ်သူ့သားလေးအရွယ်ကောင်းလေးမှာနော်သူအားကိုးရမယ်တကယ်ဒီသားလေးကိုနင်းဖြစ်ပါဘလောက်တောင်ထိခိုက်မလဲရင်ထဲမှာနင့်နေအောင်မဲသူတို့ကကိုယ်ကိုမသိခဲ့ပေမဲ့ကိုကသူတို့ကိုမိသားစုဝင်တယောက်လိုမျိုးမိခင်နဲ့မိသားစုနဲ့ထပ်တူဝမ်းနေတယ်လို့တော့မသုံးလုံးလို့ပါဘူးမိသားစုလောက်တော့ဘယ်သူမှနားကျင်မှာတော့မဟုတ်ပါဘူးဒါပေမဲ့မရောတဲ့ဝမ်းနေခြင်းစိတ်ထိခိုက်ခြင်းမျိုးတော့ရှိပါတယ်